ီနေ့ပြောပြပေးသွားမယ့်အကြောင်းရင်းကတော့မြန်မာမျိုးသမီးကလပ်အသင်းဖြစ်တဲ့ INSB အသင်းနဲ့ရင်ဆိုင်ရမယ့်ဂျပန်အသင်းအကြောင်းနဲ့ကျွန်တော်တို့ယူဆက်ခွင့်အမျိုးသမီးအကြောင်းတို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ပြောပြပေးသွားမယ့်အကြောင်းရင်းကတော့တိုချိုပါလီအသင်းအကြောင်းပဲဖြစ်ပါတယ်။တိုချိုမျိုးရဲ့အလှမဲ့လေးကြောင်းများကိုပြပြရမယ်ဆိုရင်တော့ဂျပန်နိုင်ငံတိုချိုမျိုးရဲ့အခြေဆိုင်တိုချိုပါလီစာအမျိုးသမီးအသင်းဟာဂျပန်အမျိုးသမီးလီမှာအအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပြီးပြည်တွင်းနဲ့ပြည်ပအမှတ်ဘေးဖလားမှာတော့၁၈ကြိမ်ပါဝင်လေးရှိပါတယ်။ ပြည်တွင်းပြည်ပအဓိကစုဖလား52လုံးအထိရယူနိုင်ခဲ့တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။အသင်းရဲ့အယောင်ကတော့အစိမ်းရောင်ဖြစ်ပါတယ်။အာရှမျိုးသမီးချန်ပီယံလိရဲ့ AFC Womanship Champion League 2025-2026ပြိုင်ပွဲရဲ့အုပ်စုကရဲ့ဒုတိယပွဲမြောက်နိုဝင်ဘာ12ရက်နေ့ညနေ3:00နာရီအချိန်မှာတော့ရန်ကုန်မြို့တူးနောက်ကွယ်မှာမြမအမျိုးသမီးကလပ်အသင်းဖြစ်တဲ့ ISB အသင်းနဲ့ကစားရမယ့်အသင်းလည်းဖြစ်ပါတယ်။ တိုချိုဘာလီစာအသင်းဟာချန်ပီယံလိပြိုင်ပွဲတွေကိုဂျပန်အမျိုးသမီးလိရဲ့ချန်ပီယံလိအသင်းအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတာလည်းဖြစ်ပြီးလက်ရှိပြည်တွင်းအမှတ်ပေးစရာပြိုင်ပွဲအရေးအမှတ်ပေးစရာမှာတော့တတိယနေရာမှာရပ်တည်နေတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်အတင်းမှာတော့ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းအဖြစ်ပွဲပေါင်း122ပွဲကစားပြီး79တွင်းယူခဲ့တဲ့ဝါယင်နောက်ခံလူအာဇူဇာအီဝါရှိမီဇူပါဝင်ကစားနေပြီးအီဝါရှိမီဇူဟာ2017ကမ္ဘာဖလားအရာဂျပန်အမျိုးသမီးအသင်းမှာတော့ပါဝင်ခဲ့တဲ့ကန်နဝင်လူတအုပ်ဖြစ်ပါတယ်။ အသက်အရွယ်ရပြောရမယ်ဆိုရင်တော့အသက်အရွယ်ရနေပြီးဖြစ်ပေမဲ့လို့အတွေ့အကြုံကောင်းတွေနဲ့ဥဆောင်နိုင်စွမ်းရှိတဲ့သူတူဦးလည်းဖြစ်ပါတယ်။အစ်စ်မှာတော့အခြားသောတတ်တန်းလိုက်လူငယ်ကစားသောလက်ရွေးစင်တွေနဲ့စီနီယာလက်ရွေးစင်ဟောင်းတွေနဲ့လက်ရှိကစားနေတဲ့လက်ရွေးစင်တွေလည်းပါဝင်နေပါတယ်။ထင်ရှားတဲ့ကစားသမားတွေအရာကတော့ရှူမီ၊ဥဇူကီ၊ဟီကာရု၊နာအိုမိုတို၊ရှီကာဂို၊ကိုဗာရီရှိ၊အိုတိုကနိုစတဲကစားသမားတွေဖြစ်ပါတယ်။ ိုကျိုဗာလီဇာအသင်းဟာအာရှအမျိုးသမီးချန်ပီယံလိရဲ့အဖွင့်ပွဲအပြင်မြောက်ကိုရီးယားကလပ်အသင်းဖြစ်တဲ့အသင်းနဲ့နိုဝင်ဘာ9ရက်နေ့မှာကစားပြီးနိုဝင်ဘာ12ရက်နေ့ညနေ3နာရီအချိန်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ ISB အသင်းနဲ့ရန်ကုန်မြို့သူဝနကွန်းမှာဆက်လက်ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်။ကွင်းဝင်ကြီးအဖြစ်နဲ့အထူးတက်မှာတော့9000ကျပ်နဲ့ရိုးရိုးတက်မှာ2000ကျပ်သတ်မှတ်ထားလေးရှိပါတယ်။ နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့အာရှဘလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်မြန်မာယူဆက်ခွင့်အမျိုးသမီးချန်ပီယံလီအသင်းဖြစ်တဲ့ဂျပန်အသင်းမှာတွားရောက်နေထိုင်လေ့ကျင့်ဖို့ပြင်ဆင်နေတဲ့သတင်းပဲဖြစ်ပါတယ်။2026ခုနှစ်အရှာဖလားအမျိုးသမီးယူဆက်ခွင့်ဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်မြန်မာယူဆက်ခွင့်အမျိုးသမီးလက်ရွေးစင်အသင်းဟာပြိုင်ပွဲကိုကြိုတင်ပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။ဂျပန်နိုင်ငံကလည်းတွားရောက်နေထိုင်လေ့ကျင့်ဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါဗျ။နီးပြကယူမီကိုကစပါကိုအတီးပြုခဲ့တယ်လို့လည်းပြောပါဗျ။ ဂျပန်ခီးစဉ်အတွက်တော့ MNFF ကိုအတင်းပြထားပြီးညှိနှိုင်းမှုတွေကအဆင်ပြေမယ်ဆိုရင်တော့ဂျပန်ကိုတွားရောက်နေထိုင်လေ့ကျင့်မယ်လို့ကူမီကိုကဆိုပါတယ်။လက်ရှိမှာတော့မြန်မာယူဆက်ခွင့်အမျိုးသမီးလက်ရွေးစဉ်အတင်းကိုတော့လေ့ကျင့်မှုခေတ္တရန်နာထားပြီးပြီးနေတိုင်းပြိုင်ပွဲတွေမှာတော့ခြေစွမ်းပြနိုင်ခဲ့တဲ့ကစားသမားတချို့ကိုရွေးထုတ်ပြီးတော့ရွေးချယ်ခံပေါင်းဆက်နိုင်တဲ့နိုဝင်ဘာ17ရက်နေ့မှာတော့ပြန်လဲစတင်လေ့ကျင့်မယ်လို့လည်းသိရပါတယ်။ ISP အမျိုးသမီးအသင်းအတွက်ရောယူဆက်ခွင့်အမျိုးသမီးအသင်းအတွက်ရောအားလုံးကိုအောင်မြင်ပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲညီကုန်းချောချင်ပါတယ်နောက်ထပ်အက္ခစားသတင်းအသစ်တွေဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့ Mountain Nine Wing ပဲဖြစ်ပါတယ်အမှတ်ပါသွားရင်လည်းအားလုံးကိုတောင်းပန်ချင်ပါတယ်ကျွန်တော်ရဲ့ comment အောက်မှာလိုအပ်ချက်များကိုလည်းဝင်ရေးပေးခဲ့နိုင်ပါတယ်